မင်္ဂလာပါရှင်တင်းတင်းသားဤတိုင်းသတင်းဌာနမနက်ခင်းသတင်းစီစဉ်ရဲ့အော်တိုဘာလ29ရက်နေ့တွင်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရရှင်တင်းတင်းသားဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းလာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်စီအောင်စုကကျင်းပမဲ့2025ရွေးကောက်ပွဲကို အတိအမှန်မပြုဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအာဆီယံနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုတောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကိုအတိအမှတ်ပြုတာဟာလက်နက်ကင်စစ်တပ်တွေကဒီမိုကရေစီနီးကြရွေးကောက်ခံအစိုးရတွေကိုဖျောက်ချနိုင်တယ်လို့နိုင်ငံကြီးခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချပြီးအနိုင်ရပါတီတွေကိုဖျက်သိမ်းနိုင်ကြောင်းသတင်းစကားပေးတယ်လို့ဖြစ်သွားနိုင်တယ်လို့လည်း NLD ကသတိပေးထားပါတယ်။အော်တိုဘာလ28ရက်နေ့မှာ NLD ကအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာနိုင်ငံတကာခေါင်းဆောင်တွေနဲ့အစိုးရတွေကိုအချက်ခုနှစ်ချက်တောင်းဆိုထားပါတယ်။ တနင်္သာရီမြို့နယ်လေးမိုင်ကြီးရွာမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေကဆိုပါတယ်။အခုလ28ရက်နေ့နေ့လယ်ပိုင်းကနေစလို့ဇဝဲကြီးရွာအုပ်စုလေးမိုင်ရွာမှာစစ်တပ်နဲ့ဒေါ်လန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး28ရက်နေ့မိုးလဲ2နာရီလောက်ကနေစလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။အော်တိုဘာလ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာတော့စစ်တပ်ဘက်က၄ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေါ်လန်ရေးတပ်တွေစီကနေသိရပါတယ်။ ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကမဟောဒရာအခမဲ့ကိုပိုင်းအထက်တန်းကျောင်းကိုစစ်ကောင်စီကအော်တိုဘာလ28ရက်နေ့ညနေပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့မြို့ခံတွေကပြောပါရယ်စစ်တပ်ကဂျက်ဖိုက်တာတစ်စီးနဲ့ပေါင်900ဘုံးတလုံးကျဲချခဲ့တာဖြစ်ပြီးအရက်သားထိခိုက်မှုမရှိဘူးလို့တောင်ကုန်းဒေသခံတွေကပြောပါရယ်မဟာဒရာအခမဲ့ကိုပိုင်အထက်တန်းကျောင်းဟာရခိုင်ပြည်နယ်တောင်ပိုင်းကငွေကြေးမတက်နိုင်တဲ့ကျောင်းသားတွေကိုအဓိကထားပညာသင်ကြားပေးနေတဲ့ကျောင်းဖြစ်တယ်လို့မြို့ကန်တွေကပြောပါရယ် မောင်မကန်ကြေးရွာကနေမြေရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တဝဲခရိုင်အမှတ်1တရင်ကရဲဘော်တို့ကြာဆုံးခဲ့ပါတယ်။တေဆုံးသူဟာရဲဘော်ရရဆိုသူဖြစ်ပြီးအော်တိုဘားလာ26ရက်နေ့ကစစ်အုပ်စုနဲ့အပြန်အလှန်ပစ်ခတ်ရင်းတိတိမှန်ကြာဆုံးခဲ့တယ်လို့တဝဲခရိုင်အမှတ်1တရင်ကထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ဝါရပြန့် channel တွေမှာတော့မောင်မကန်ရဲစခန်းကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ တော်ဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကနေဦးဆောင်ပြီးတော်ဝဲခရိုင်လောင်းလုံမြို့နယ်မှာစစ်အုပ်စုရွေးကောက်ပွဲကိုတပိတ်မှောက်ဖို့တောင်းဆိုတဲ့လူထုတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။အော်တိုဘားလ28ရက်နေ့နေ့လယ်ပိုင်းမှာ DDMSC ကဦးဆောင်ပြီးအထူးရောင်ရွေးကောက်ပွဲတပိတ်မှောက်ဖက်ထရယ်လမ်းကိုရဲရဲရှောက်ခေါင်းစဉ်နဲ့ခြိတက်ဆန္ဒပြခဲ့ပါတယ်။ တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။